လက်ရှိစစ်ကောင်စီရဲ့အတူရောရုပ်ကောဘွဲကိုထောက်ခံပြီးတော့စစ်ကောင်စီဘက်ကနေရက်ပြီးတော့အာပါဝင်တည်ဆောင်ပေးတဲ့အမှုပညာရှင်တွေဖြစ်တဲ့နေတိုးတို့နော်မြင်းမြတ်တို့ဟာငါပြောကြော်တို့အောင်ခံတို့စတဲ့အပါဝင်မျိုးဆက်သစ်အမှုပညာရှင်တွေကိုကျွန်တော်ကဒီကနေ့ပြီးတော့အာအတိပေးလို့ရတော့လေကျွန်တော်တို့ပြည်သူတွေရဲ့လက်ရှိအမှန်တရားဖြစ်စဉ်တွေကိုကြောခံပြီးတော့စစ်ကောင်စီအလိုကျတည်ဆောင်လွတ်ဆောင်မှုကတစ်ချိန်မှာပြည်သူတွေရဲ့ဒဏ်ခတ်ခြင်းကို ခံရမယ်ပြည်သူတွေအပြစ်ပေးခြင်းကိုခံရမယ်ဆိုတော့မမင်းနဲ့စစ်ကောင်စီကလက်ရှိစစ်ရေးပြင်းမှမဟုတ်တဲ့ဒေသတွေမှာဘုံကျဲတယ်ပြုတ်ခတ်တိုက်ခိုက်တပ်ဖြတ်တယ်နော်အိမ်တွေမီးရှို့တယ်မတင်းကျင့်တယ်ဆရက်ဖြစ်ပြည်သူတွေကိုအကြောက်တရားနဲ့အုပ်ချုပ်ပြီးတော့လှုပ်ဆောင်နေတဲ့အပေါ်မှာအဲ့ဒီစစ်ကောင်စီဘက်ကမတမတရားလှုပ်ဆောင်မှုပုံမှာကြာတော့တစုံတရာပြောဆိုခြင်းမရှိဘဲနဲ့အခုလိုမျိုးဖန်လိုက်ပြီးတော့ဆော်ရွက်မှုတွေကကြီးလေးတဲ့ အဲပြည်သူတွေတန်ခမ်းမှုရင်ဆိုင်မဆိုတာမမေ့ပါနဲ့ပေါ့နော်ပြည်သူတွေအနေနဲ့လဲเนาะဒီလိုစစ်ကောင်စီအလိုကျဖက်လိုက်ပြောဆိုတဲ့အမှုပညာရှင်တွေရဲ့စက်ကားတွေကို မကြည့်ဖို့သူတို့ရဲ့ရုပ်ရှင်တွေဗီဒီယိုတွေ YouTube တွေမကြည့်ဖို့ကျွန်တော်ကဒီကနေပြီးတော့မြစ်တာရက်ခံလိုပါတယ်ခင်ဗျာ